ဒါဟာတရုတ်နိုင်ငံကတဘောအတိုင်းဝဲမြူထားသောဝဲမွေးမြူရဲတစ်ခုဖြစ်ပါတယ်။ဒီမွေးမြူရဲစနိုက်ဟာအပြည့်အစုံဆုံးနဲ့အလွန်ကောင်းမွန်သောစိုက်ကူးတစ်ခုလို့ဆိုနိုင်ပါတယ်။ဝဲမွေးမြူသူတွေဟာတောင်တန်းများမှာတဘောအတိုင်းဝဲများနေထိုင်နိုင်ရန်သဲငယ်သောဂူများကိုတုဖို့ထားကြပါတယ်။တောင်ကုန်းအားမှာတဘောအတိုင်းသဲငယ်သောဂူများကိုတူဖို့ပြီးဝဲများနေထိုင်နိုင်ရာနေရာအဖြစ်အသုံးပြုရှင်းဟာအလွန်ကောင်းမွန်သောစိုက်ကူးတစ်ခုဖြစ်တယ်လို့ဆိုရမှာပါဂူများဟာ တနိုင်ပလုံးတဘွားအတိုင်းစင်းတဲ့သောအပူချိန်နဲ့ဆူထိုင်းစားရှိနေသောကြောင့်အပူရှင်ခင်းဆဲမြောက်တို့မဟုတ်ပန်ကာမြောက်အသွင်ပြရမလို့အပဲကုန်ကြက်စိတ်စိတ်တပိုင်းကိုတက်တာစီပါတယ်။နေခဲဘက်မှာဝဲတွေကိုတဘွားအတိုင်းအစားရှာဖွေစောသားရလွှားပေးထားပါတယ်။အခုလိုဝဲမြောက်ကိုတဘွားအတိုင်းလွှားမွေးရှင်းဟာဝဲမြောက်ကိုစိုက်ပီးစီမှုရှုံးနေစေချင်လှုပ်ရှားမှုပုံမမြောက်ပြလာရှဲပုံမလဲမြောက်စွာကြီးတော့လာရှဲနဲ့ပါမန်ရှာမြောက်တွေမွေးမြူထားသောဝဲမြောက်ထက် အသောပုံမတရင်ချိန်လိုက်ကအရတာပိုကောမရှင်တို့ကိုရရှိစေပါတယ်ညနေပိုင်းမှာဝက်တွေကိုဂူများစီတော့ပြန်လည်မောင်းနေကအိုက်ဆက်စေပါတယ်ဝက်ရှင်းမြောင်းကိုအမျိုးမျိုးသောဟန်ဒီဟဲရွယ်မျိုးစိုက်ပြောရန်အတွက်မြေဩဇာအဖြစ်အသုံးပြုပါရယ်ဝက်ရှင်းပြစိုက်ပြောထားသောအပင်များကိုတဖန်ဝက်များ၏အစာအဖြစ်ပြန်လည်ကျွေးမွေးခြင်းဖြင့်တဘွားအတိုက်လေပန်းနေသောစိုက်ပြောရေးစနိုက်တစ်ခုဖြစ်ပေါ်လာစေပြီးအလွန်ကောင်းမွန်သောစီစဉ်ဖန်တီးထားတဲ့စနိုက်တစ်ခုဖြစ်ပေါ်လာပါရယ် ဒီစနိုက်ဟာသဘောတောင်းဝန်းကျင်နဲ့လက်ရုံးညီထွေဖြစ်ပြီးဝဲမျောကြီးချမရည်နဲ့အသားရည်သေးကိုမျက်နှာပေးကစိုက်ပျော်ရေးစနိုက်အတွင်းစွမ်းပေးပစ္စည်းမရှိဘဲအရဲအမြင့်မြတ်လေပတ်အုံပြုံနိုင်သည့်အလွန်ကောင်းမွန်သောစနိုက်တစ်ခုဖြစ်ပါတယ်။